ကရင်ပြည်နယ်ကိုခရီးမျိုးနဲ့တောင်ပိုင်းဖက်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုကရင်လီကရင်မျိုးသားလွန်မျိုးတပ်မတော်ဦးဆောင်တဲ့မဟာမိတ်တပ်တွေကကြားဖြတ်တက်ခရောက်မှာစစ်တပ်ဘက်ကထိခိုက်ဒေသဝင်များပြီးတပ်ပြန်ဆိုးသွားတယ်လို့ Karen Information Center ကပေါ်ပြပါတယ်။နိုဝင်ဘာ19မှာကိုခရီးကျူတိုလမ်းမရှိရေကျော်ကြီးရွာဘက်ကနေထုတ်ဝင်လာတဲ့စစ်ကြောင်းကို မောက်မရွာမှာတက်ခရာဖြစ်ပြီးစစ်တပ်ဘက်ကတိုင်ရင်မှုပါဝင်ဒေသသူများတယ်တွန်လိုင်းဘက်ကလည်းရဲဘော်နှုတ်ကြားဆိုတယ် ဲ့ဒီနောက်စစ်တပ်ကနောက်ပြန်ဆိုးသွားတယ်လို့ရှီတန်သတင်းရက်ွက်တွေကပြောပါတယ်ဒီတော်တွင်မက်ဆော့ဘက်ကဝင်လာတဲ့သတင်းတွေကမြောက်ရီမျိုးတောင်ဖက်မင်းလက်ပံရော်ဘက်မှာလဲစစ်ကောင်စီတပ်နဲ့ကင်းလင်ဥဆောင်တဲ့တော်လိုင်းတပ်တွေကြားနိုဝင်ဘာ27မနေ့ဘက်ကတိုက်ပွဲပြစ်ထန်တဲ့အတွက်ကရင်ရွာသား900ခန့်တောင်ရင်းမြေကိုဖျက်ပြီးထိုင်းဖက်ထွက်ပြေးလာတယ်လို့လည်းသိရပါတယ် မကွေးတိုင်း6မြို့နယ်မှာနိုင်ငံရေးကျင်းသားတွေဆက်လာတဲ့ကောင်းလစီကိုတွန်လိုင်းတပ်တွေကတက်ခတ်ရမှာစစ်တပ်ကနှစ်ဦးသေပြီးနိုင်ငံရေးကျင်းသား PDF ရဲဘော်တို့ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ PDF 6ကသတင်းထုတ်ပြန်ပါတယ်။နိုဘာ19မနက်9နာရီခန့်မှာ6မြို့နယ်ရှိဂွေးချိုနယ်မြေရဲစခန်းကနေဂွေးပင်နယ်မြေရဲစခန်းဖက်နယ်ကျင်းကောင်းဦးပါတဲ့ကောင်းလစီထွက်လာစဉ်တွန်လိုင်းတပ်တွေကကြားဖြတ်တက်ခတ်တယ်လို့ဆိုပါတယ်။ တခက်မှုတွင်ကောဘော်လွချွေးပါလာတဲ့စစ်သားနှစ်ဦးသေဆိုးသူဦးဒံရကနိုင်ကျင်တဦးဖြစ်သူမြို့ပြပျောက်ကြားစစ်စင်ရေးကိုဥဆောင်ခဲ့တဲ့ရဲဘော် Nation ကိုရဲဘော်မိုးညို့ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်ဒီတခက်မှုကိုချုံမြွနယ်ပကဖလက်ရုပ်စစ်ကြောင်းချုံမြွနယ်ပြည်သူ့ကွက်ဝေးဖွဲ့မကွေးခရိုင်ပကဖအတုတခက်ရေးဖွဲ့နဲ့ Tiger Fighter Force ဥပပေါင်းဆောင်ရွက်လာလို့ဖော်ပြထားပါတယ် မကွေတိုင်းပေါ်မြွနဲ့တောင်ပိုင်းငွေကြိုရွာနဲ့တစ်ချုပ်ကိုရွာအခြေချပြူစောထီးနဲ့စစ်တပ်ပူးတွဲစခန်းတွေကိုတော်လိုင်းတဲတကဝင်ရောက်တက်ခတ်ရမှာစစ်တပ်ကသိဆိုးသူများပြီးသူ့ဦးကိုလည်းရဖမ်းမိတလန်ထဲလည်းသိမိတယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။နိုဘတီရနေ့မှာဒီစခန်းတစ်ခုကိုသိယူခရတာဖြစ်ပြီးနောက်ထပ်စခန်းတစ်ခုဖြစ်တဲ့ပင်တောင် ပြူစောထီးဘက်ကိုသိဖို့ပြင်နေစဉ်စစ်တပ်ကစစ်ကူရောက်လာတဲ့အတွက်ပြန်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ တခါနိုဝင်ဘာ15မှာတော့ပေါမျိုးနယ်ရွှေဘူသာပြူရွာကထွက်လာတဲ့အင်အား200ခန့်ပါစစ်ကြောင်းကိုတွန်လိုင်းတက်ကတက်ခတ်ရမှာစစ်တပ်ကသေဆုသူမြောက်ပြီး အလောင်းတွေကို မြို့နှံထားခတာတွေ့ရတယ်လို့တပ်ပုံမှတ်တမ်းတွေကပေါ်ပြပါတယ်ဒီတက်ခတ်မှုတွေကိုအညာမြေတပ်ပေါင်းစုနဲ့အတူပေါက်ပကဖတ်မြိုင်ပကဖတ်ပကုကုခရိုင်တိုင်းရင်းတွေမြစ်ချံ PDF နဲ့ဒေသတွင်းရှိတွန်လိုင်းတက်တွေပူးပေါင်းဆောင်ရွက်ရတယ်လို့ပေါ်ပြထားပါတယ် ရှမ်းမြောက်ဒေသလာရှိုတီဘောလမ်းပေါ်ရှိ MNDA ကုကတ်တပ်တွေကိုအများဆုံးဆုတ်ခွာပေးဖို့စစ်ကောင်စီကဖိအားပေးပေမဲ့ MND ဖက်ကခုတိမဆိုးသေးတာကြောင့်စစ်တပ်နဲ့ကုကတ်တပ်ကြားအခြေအနေတင်းမာနေတယ်လို့ရွှေဖြည်မြေကဖော်ပြပါတယ်။နိုဝင်ဘာ17ရက်ကလာရှိုမှာ MND နဲ့စစ်ကောင်စီတာဝန်ရှိသူတွေဆွေးနွေးစဉ်တွင်ဒီလိုတက်ဆုတ်ပေးဖို့တောက်ဆိုခဲ့ပေမဲ့ကုကတ်ဖက်ကလက်နက်မှုမရှိဘဲစစ်သူပန်း200လှုပ်ပေးတာကိုသာဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့်နှစ်ဖက်တက်ရကြအခြေအနေတင်းမနေဆဲဖြစ်ပြီး လာရှုံနဲ့ဒီဘောကြီးရှိဒီဘောတရားကိုနှစ်ဖက်တက်တွေကတစ်ဖက်တစ်ချက်စီမှာအပြန်လန်းပိတ်ဆို့ထားတဲ့အတွက်ခီးသက်ကားတွေပိတ်မိနေဆဲလို့သိရပါတယ်။ဒါပြင်လာရှုံမြို့ပြင်ရှိနတ်ပုံတဲ့တန်လွင်ရွာတွေဖက်မှာကုကတ်တက်ကအင်အားဖြစ်နေတဲ့အတွက်ဒေသခံတွေစိုးရိမ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။